ြည်တွင်းသတင်းသဘောအနေနဲ့စစ်ကော်မရှင်နဲ့ TNL တို့ အပြစ်ရက်စရေးသဘောတူပြီးမိုးကုန်းနဲ့မိုးမိတ်မျိုးတို့ကနေ TNL တက်တွေပြန်လည်ဆုတ်ခွာမဲ့တဲ့တင်ရှမ်းမြောက်မှာတိုက်ပွဲပြင်းထန်နေတဲ့စစ်ကော်မရှင်နဲ့ထအန်တက် TNL တို့ဟာတရုတ်ရဲ့ညှိနှိုင်းပေးမှုနဲ့အပြစ်ရက်စရေးသဘောတူလက်မှတ်ရေးထိုးလိုက်ပြီလို့ဒီကနေ့အောက်တိုဘာ29ရက်မှာ TNL ကထုတ်ပြန်ပါတယ်။ PSLF TNL ကဒုတိယဗိုလ်ချုပ်ကြီးတာချုပ်ကြာဦးဆောင်နဲ့ကိုယ်စားလှယ်အဖွဲ့နဲ့စစ်ကော်မရှင်ဘက်ကဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်နဲ့ NSPNC ကိုယ်စားလှယ်အဖွဲ့တို့ဟာတရုတ်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာတိတ်ရှိကျွမ်းရဲ့ဂျားဝင်ညှိနှိုင်းမှုနဲ့ကိုကြိမ်မြောက်တွေ့ဆုံဆွေးနွေးခဲ့တာပါ။ အဲ့ဒီဆွေးနွေးပွဲကိုတရုတ်နိုင်ငံကုမင်းမြို့မှာအော်တိုဘာလ28ရက်နဲ့28ရက်တို့ကပြုလုပ်ခဲ့ပြီးအဲ့ဒီဆွေးနွေးပွဲမှာအော်တိုဘာ29ရက်ကစလို့နှစ်ဖက်အပြန်အလှန်အပြစ်အခက်ရက်စရည်သဘောတူညီခဲ့ကြတာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါဗျာ။ အဲ့ဒီဆွေးနွေးပွဲရဲ့သဘောတူညီချက်တွေတွေက TNL သိမ်းပိုက်ထားတဲ့မိုးကုံနဲ့မိုးမိတ်မြို့နယ်တို့ကနေထအန်းတက်တွေပြန်လည်ဆုတ်ခွာမှာဖြစ်ပြီးထအန်းဒေသကိုလည်းမြန်မာစစ်တပ်ကလေရင်ဘုံကျဲတာထိုးစစ်ဆင်တိုက်ခိုက်တာတွေမပြုလုပ်ဖို့ပါဝင်တယ်လို့သိရပါတယ်။ TNLA နဲ့စစ်ကော်မရှင်တို့အခုလိုတွိတ်ဆုံပွဲမပြုလုပ်မီဒီလအတွင်စစ်ကော်မရှင်တပ်က TNLA ထိန်းချုပ်နယ်မြေကမြို့ရွာတွေကိုလေကြောင်းကနေပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့တဲ့အတွက်အရက်သားပြည်သူတွေသိမ်းဆုံးဒဏ်ရာရမှုတွေလည်းရှိခဲ့ပါတယ်ရှင်။